ရင်ဆုံးမိုဘိုင်းဂိမ်းတစ်ခုဆိုတာကိုစိတ်ထဲမှာမှတ်ထားဖို့တော့လိုလိမ့်မယ်။ဒါကိုလက်ခံနိုင်ရင်တော့ကျွန်တော်တို့ဒီဂိမ်းအကြောင်းကိုဆက်ပြောလို့ရပြီ။ DC Dark Legion ဆိုတဲ့ဒီဂိမ်း officially ထွက်လာတာနှစ်လကျော်လောက်ရှိခဲ့ပြီ။ developer ကလည်း Fanplus ဆိုတဲ့ developer ဆိုတော့မိုဘိုင်းဂိမ်းမှာရေးကြဖူးနေကြလည်းမဟုတ်ဘူး။ DC အခွန်အောက်ထားတဲ့စိတ်ဝင်စားစရာအတော်နဲတဲ့ဂိမ်းလို့ပြောရင်ကျန်းသွားမလားပဲ။ 2019လောက်ကထွက်ခဲ့ပြီးအရန်အောင်မြင်ခဲ့တဲ့ DC ရဲ့ Dark Knights Metal Comic Series ဇလံကိုမှီညမ်းပြီးဒီဂိမ်းကိုကြော်ရွပြုထားတယ်။ Bruce Wayne Batman ဆိုတာတခြားဟီးရိုးတွေလိုဘာစူပါပါဝါမှမပိုင်ဆိုင်ထားတဲ့လူသားအလုပ်တစ်ခုကိုစိစက်တေချောင်းလောက်တက်ပြီးဘယ်အရာကိုမှမစိုးချိုးတင်ပြင်ဆင်တတ်တဲ့ Master Strategist Ultimate Detective တယောက် ဒါပေမဲ့ဘလို့အရေးချင်းတွေပဲရှိရှိလူသားဆန်တဲ့အားနည်းချက်တွေကတော့ရှိနေမှာပဲဂျိုကာလိုတစ်ဖက်ဆွန်းရောက်ယူသွနေတဲ့သူကတော့ဖန်ချုပ်တာတဲ့မပိုတဲ့အပြစ်လောက်ပဲပေးတာကအနည်းဆက်ဆုံးပြလို့ရတဲ့လူသားဆန်တဲ့အားနည်းချက်ပဲဒါပေမဲ့ဒီအားနည်းချက်တွေခံစားချက်တွေကိုလုံးဝဖယ်ထုတ်ပစ်လိုက်ဘတ်မန်ရဲ့ genius ဖြစ်တဲ့အုံနောက်နဲ့ဂျိုကာလိုအစွန်းတစ်ဖက်ကိုရောက်နေတဲ့စိတ်မျိုးကိုပေါင်းစပ်မိလိုက်တဲ့အခါစွမ်းကုန်စွန်းရောက်လွန်နေတဲ့ဇယုတ်တစ်ခုပေါ်လာပါတယ်ဒီဇယုတ်ဟာဘတ်မန်ဟူလပ်စ်လို့ကောင်းမျိုးပဲ ဘတ်မန်ရဲ့အုံနောက်နဲ့စိတ်အမောင်ဘတ်ချန်တစ်ခုလုံးကိုကိုးစားပြုနေတဲ့ဇက်ကောင်ဒီလိုဇက်ကောင်ရဲ့ multiverse နဲ့ချီပြီးပြည့်စည်အောင်ကြံစီခံရတဲ့အဖြစ်အပျက်မှာ DC Universe က hero တွေ villain တွေအကုန်တနည်းနည်းနဲ့ပါဝင်ပတ်သက်လာရတာကို Dark Knight Metal Comic Series တစ်ခုလုံးမှာခံစားရမယ်။ Dark Knight Metal Series ကိုအသေးစိတ်ပြောနေရတာကလည်း ဒီ comic series ဘလောက်ကျန်းတယ်ဘလောက် DC universe မှာအရေးပါခဲ့လဲဆိုတာကိုပြောချင်တာပါဒီဂိမ်းကိုတခုတည်းရပြောစရာဆိုလို့လဲဒီအပိုင်းကအဓိကပဲဒီဂိမ်းကိုစပြီးကြီးညာလာကြတဲ့က Batman Who Loves ကြီးကိုမြင်ခဲ့ရတယ် Batman Who Loves ကိုမြင်ရင် Dark Knights Metal series ကိုဖတ်ထားပြီးသားသူတွေအတွက် Multiverse တွင်နဲ့ချီပြီး Crisis အကြီးကြီးဖြစ်ခဲ့တဲ့ဒီဇလန်ကိုပြန်အမှတ်ရမှာပဲ။ဒါကဒီ game ရဲ့အဓိကကြော်ရိုး back story ဖြစ်နေတာက audience ကိုအမြဲတမ်း jail လို့ဆွဲထားလို့ရတဲ့ gameplay မျိုးနဲ့မလာခဲ့တဲ့ game ဖြစ်နေတာပဲ။ gameplay အနေနဲ့ကတော့ multiverse တွေရဲ့ပျက်စီးခြင်းကိုယူဆောင်လာမယ်။ Batman Who Laughs နဲ့သူ့ရဲ့အပေါင်းအပါတွေကိုတားရမယ်သူနေရာကဆော့ရမယ်။ ဘတ်မန်ကသူ့ရဲ့ base တခုကိုပေးလိုက်မယ်။ကစားတဲ့သူကအဲ့ဒီ base ထဲမှာတခြား hero တွေအတွက်အခြေဆိုင်စခန်းတစ်ခုအဖြစ်စီမံပေးရမယ်။ crisis တခုဖြစ်တာမလို့ DC universe တခုလုံးက hero တွေအကုန်ပါဝင်လာပြီးဒီအဖြစ်ကိုတားရမယ် base မှာ hero တကောင်ချင်းစီရဲ့ level တွေတက်အောင်လုပ်ကို team up လုပ်ထားတဲ့ hero တွေရဲ့ total power ကိုကြည့်ပြီး mission တွေသွားလုပ်ရမှာ civilian တွေကို get တင်မယ် map ပေါ်မှာ batman who loves fandy ထားတဲ့ကတောင်းကင်းနေနေရာတွေကို hero တွေ team up လုပ်ပြီးတွားရှင်ရမယ် auto battle strategy game type ပါပဲ main story ကို grind မယ်ဆိုရင်လည်း side mission တွေမှာ team map hero power down အောင်လုပ်ပြီးတစ်ခုပြီးတစ်ခုကြော်သွားရုံပဲ PVP battery ကလည်းမဆော့ခင် power ကိုချင်းချိန်ပြီးချရတာမျိုးပါပုံပုံပြောရမယ်ဆိုရင် game ရဲ့နိုင်ကွက် software ကအစဆက်ဆော်ရနဲ့တန်းတိသွားမယ် game မျိုးပါပဲ free to play mobile game ဆိုတော့ထုံးစံအတိုင်း micro transaction သဘောတရားနဲ့ငွေသုံးပြီး hero တွေ collect လုပ်လို့ရတာတွေရှိမယ် counter လေးတွေပြောရမယ်ဆိုရင်တော့ cutscene တချို့နဲ့ character voice line တွေကိုတော့တေချာလေးထည့်ထားတယ် DC ရဲ့နာမည်ကြီး Arkham series အပြင် DC ရဲ့ Batman ပါဝင် animation တွေ game တွေမှာတော်တော်လေးပါထားတဲ့သူဒါအပြင်ကမှ Resident Evil, Sonic, Assassin's Creed နဲ့ Marvel game တချို့မှာလည်းပါထားတဲ့ Roger Craig Smith လို့ဝါရင် voice actor ကိုခေါ်သုံးထားတာမျိုးကတော့အမှတ်ပေးရမှာ game size ကတော့ခက်သေးသေးပဲအရင် serious ဖြစ်ပြီးဆွဲရမယ့် game မျိုးလည်းမဟုတ်ဘူးဆိုတော့အပြင်းပြေ DC game တခု storytelling လို့လုပ်မလဲမြည်ကြည့်ချင်တဲ့ဆိုရင်လောက်လေးအထိပဲအဆင်ပြေမယ်လို့ပြောရမှာ ဗီဒီယိုအစမှာကျွန်တော်ပြောခဲ့သလို DC ရဲ့ဇက်ကောင်ဝိန်းနဲ့ဖိထားသလိုဖြစ်နေတာဒီဘက်ခေတ်အနေထားမှာဘော်ရာတို့မျောလင်းထားတဲ့ခက်ခက်ခဲခဲသူများနဲ့အပြိုင်ကျဲပြီးစကီးပြရမယ့်ဂိမ်းမျိုးတွေမှာဒီဂိမ်းလုံးဝပါနေမှာမဟုတ်ပါဘူးဘလို့ပဲဖြစ်ဖြစ် DC Universe ရဲ့အဖြစ်အပျက်ကြီးတစ်ခုမှာ Batman လို့ဇက်ကောင်ကဘာလို့တက်သွေးကြောလို့အရေးပါနေလဲဆိုတာမျိုးတွေသိကျင်နေဆိုရင်တော့ Dark Knights Metal Comic Series ကိုသာဖတ်ကြည့်ဖို့ကြံပေးချင်ပါတယ် We're going to transition over to Batman now. Uh, so, Batman eyes, Batman shoulders. Are you ready? Gotcha. The Dark Legion is coming for you. You disgust me. We're nothing alike. I already know how to beat you. You'll see when you get here. I have no more time for this. You're killing it. It's not about recognition, it's about justice. And none of it matters because the Dark Legion is coming for you. <laughs> <laughs>